ချစ်စရာကောင်းတဲ့အာဝူလေးကဲ့တင်လို့ငလင်ဘေးကလွမြောက်ခဲ့တဲ့သကိုင်းမျိုးကမိသားစုချစ်စရာအမွေးပွားလေးခွေးလေးတစ်ကောင်ရဲ့ကဲ့တင်မှုကြောင့်ငလင်လောက်ခတ်မှုမှာအသက်ဘေးကလွမြောက်ခဲ့တာကတော့သကိုင်းမျိုးကမတ်စင်မီထိုက်တုံမိသားစုပါခွေးလေးကြောင့်လေတရိစံလေးတွေဆိုတာလူတွေထပ်ပို့ပြီးတော့စောလင်စွာတဘာဝဘေးရဲ့နေရာကိုပို့ပြီးတော့ကြိုတင်သိရှိကြပါတယ်ဒါကြောင့်မတ်စင်မီထိုက်တုံမိသားစုဟာငလင်ဘေးအနေရကနေလွမြောက်ခဲ့ပါတယ်မတ်စင်မီထိုက်တုံမိသားစုကသကိုင်းမျိုးကဈေးတောင်ဘက်လင်းမှာရွှေမန်စတိုးဆိုင်ကိုဖွင့်ထားခဲ့ပါတယ်သကိုင်းမျိုး ့ဟာမက်စလာ28ရက်နေ့မှာအင်အားပြင်းပြင်းကလေးလှောက်ခတ်ခဲ့ရအောင်ဗဟိုကျဲအနီးမှာကြာရောက်ခဲ့ရာကြောင့်ငလင်တက်ကိုအဆိုးဆုံးခံစားခဲ့ရပြီးတော့သခိုင်းတစ်မြို့လုံးပြက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်အဲ့ဒီထဲမှာသခိုင်းမျိုးစေးတောင်ပလန်ကရွှေမန်စတိုးဆိုင်ပိုင်ရှင်မက်စင်မီထိုက်တို့မိသားစုနေအိမ်လဲပါဝင်ခဲ့ပါတယ်။ငလင်ကျောင်းနေအိမ်ပြိုကျချိန်မှာတော့မက်စင်မီထိုက်ကအိမ်မှာမရှိပေမဲ့အသက်80အရွယ်အဖွားဝင်နဲ့အသက်15နှစ်အရွယ်မြေးမလေးတို့ရှိနေပါတယ်။ ဒီလိုနဲ့ငလင်းမလောက်ခင်မင်းနေပိုင်လို့မှခွေးလေးကကနာမငိန်ဖြစ်လာပြီးတော့အိမ်တဲကနေလမ်းမပေါ်ကိုရုတ်တရက်ပြေးထွက်သွားခဲ့ရပါဒါကြောင့်လည်းအသက်80ရွယ်အဖွားနဲ့အသက်55နှစ်အရွယ်မြေးမလေးတို့ကခွေးလေးကိုကားတိုက်မှဆိုရာကြောင့်လိုက်ဖမ်းဆွဲဖို့အတွက်အိမ်တဲကနေပြေးထွက်လာကြပါတယ်ဒီလိုချိန်မှာငလင်းလှုပ်ပြီးတော့အဖွားနဲ့မြေးမလေးငလင်းမလောက်ခင်မှာထိုင်နေခဲ့တဲ့နေရာကပြိုကျသွားခဲ့ရပါတကယ်လို့ခွေးလေးကသာထားမပြေးခဲ့ဘူးဆိုရင်အသက်80ကျော်အရွယ်အဖွားနဲ့အသက်55နှစ်အရွယ်မြေးမလေးတို့ငလင်းကြောင့်အိမ်ပြိုကျမှုမှာပါဝင်သွားမှာဖြစ်ပြီး တော့အသက်ဆုံးရှုံးမှုတောင်ရှိနိုင်ပါတယ်။ဒါကြောင့်ခွေးလေးကမက်ဆင်မီထိုက်တို့မိသားစုကိုကယ်တင်လိုက်တာဖြစ်ပါတယ်ရှင်။